ော့စုံစည်းပြိုင်ကိုတက်မလို့စစ်ကြောင်းတွေရောက်နေပြီဆိုတော့အကုန်လုံးတင်တယ်မနေ့ကတင်တယ်မနေ့ကလည်းတင်ရောဒီကိတိမနဲ့လည်းကြာရောအဲ့ဒီစုံစည်းပြိုင်အနီးမှာပဲဒီတက်မလို့စစ်ကြောင်းတွေကြားပြတ်တိုက်ခတ်ခံရရတယ်အဲ့တော့တက်မလို့ဒီတက်ဖို့ဝင်တချို့ကြတာရှိတယ်တက်ဖို့ဝင်အချို့ဖန်ခံတာရှိတယ်ဒီ DGB ရဲ့ဌာနချုပ်အနီးမှာတက်မလို့စစ်ကြောင်းဖြတ်သွားတယ်ဖြတ်သွားတော့ကျွန်တော် DGB ရကောဒီ KNL ပူပေါင်းပြီးတက်မလို့စစ်ကြောင်းတွေတိုက်ခဲ့သလား DGB ရဲ့ area လည်းပါတော့ DGB ကဒီတက်မလို့ရဲ့ဒီစစ်ကြောင်းကိုတို့ဒီလုံခြုံရေးအာမခံချက်မပေးဘူး ခြေထမ်းမှာသံဃာတော်တွေရဲ့ဒုက္ခတွေကိုပြောပြလူတို့တွေရဲ့နားတွေကလေးနေရတယ်သူတို့ကနှစ်ထိုင်းနေဖြစ်ပေါ်ကများတယ်နော်နားလေးရဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရနော်လေးကြီးအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှိရင်နားအချက်ချင်းကြားတယ်နော်သူတို့အကြောင်းလေးပြောလိုက်လို့ရှိရင်သူတို့အတုံးမကြတဲ့အကြောင်းဒီမှန်ပြောလိုက်လို့ရှိရင်နော်ဒါလူကြီးအကုန်လုံးမဆိုလိုအောင်နော် ချိုးလူကြီးတွေပေါ့ဗျာနော်ချိုးလူကြီးချိုးဆိုတော့တဝက်လက်ထည့်ကြီးဖြစ်မှာပေါ့နော်အဲ့ကောင်နေအဲ့ဒါဒဇင်ဦးနဲ့ကျွန်တော်နဲ့အဲ့ဒီနာမကသွားလိုက်တာကိုသူတို့မှခြေဝင်နေတာအဲခြေဝင်နေခေါကြောင်းနေတနာယူနေနော်တမရောဒူအန်ဂျင်အမျိုးသမီးတယောက်ကိုလည်းမအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင်အချိုးကြောင်းအတိုက်ဆိုင်လာလို့ပြောရတာလေနော်စစ်တယ်လို့ပါလို့သွားပြောတာအဲ့ကောင်မလေးသူကတစ်တော့တော့မှမရှိတော့ဘူးကျွန်တော်နဲ့ အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရထင်ပါဒီနေ့2025ငါးလပိုင်း30ရက်နေ့မနေ့ကင်းအစီအစဉ်ဖြစ်ပါတယ်ဒီမနေ့ကင်းမှာပထမဆုံးသတင်းကတော့ထမ်းမြမနေဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကင်းလန်လီပူပေါင်းတက်တူကထက်မှန်ပြီးတော့တင်းပတ်လိုက်ပြန်ပြီးလုံးဝကိုအားရစရာကောင်းတဲ့သတင်းကောင်းဖြစ်ပါတယ်ဒါကတော့ထမ်းမြမနေဆက်မှာရှိတဲ့စစ်ကောင်စီတပ်ဤဇွေအမြင့်ဖျားကောင်စစ်စခန်းကိုကင်းလန်လီပူပေါင်းတက်တူကတင်းပတ်ရရှိခြင်းဖြစ်ပါတယ်မေလ28ရက်နေ့မှာလဲကနေလီစခန်းကိုတင်းပတ်ရရှိပြီးတော့ဒီထက်မှာစစ်ကောင်စီတပ်ဖွဲ့တွေအာ ဖမ်းဖက်ကို90ကျော်ထွက်ပြီးနေရပါလို့သိရှိရပါတယ်ဒါကမေလ20ရက်နေ့ညနေပိုင်းမားစက်ကောင်စီတက်ဤကနေလစ်စကန်ကိုတင်ပတ်ပြီးတဲ့နောက်မှာယနေ့မေလ29ရက်နေ့နနေပိုင်းမှတွန်းဆွေးမြန်ဖျားကောင်စစ်စကန်ကိုကဲလိုက်လေပူပုံတက်တွေကထမှန်ပြီးတော့တင်ပတ်လိုက်ကြောင်းသိရှိရပါတယ်ဒါကဒီမနေ့ဆွေးမြန်ဖျားကောင်စစ်စကန်ကိုကနေလင်းစကန်ကနေပြန်စင်းလာတဲ့အဖွဲ့ရဲအောက်ကနေတက်ကူတက်ကူတဲ့ အာဆောင်စည်းမြန်ကအဖွဲတွေပူပေါင်းပြီးတော့တက်ကြက်လိုက်တာတဲ့။ဘုရားရတော့ပါပြီ။အဲ့ဒီစကန်ကစခွဲက90လောက်တော့ရှိမယ်ဟုကျလရေးဒရင်းရှင်မကပြောဆိုပါဒါကတော့ဒီထဲမှာဒီမေလ28ရက်နေ့မှာတင်းပတ်ရရှိခဲ့တဲ့ကနေလေးစကန်မှာဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေတရား တရားနေပါတရားကြိုးလို့ရှိမှလို့ကျွန်တော်တို့သတင်းတွေရရှိထားပါတယ်ဒီထဲမှာစစ်ကောင်စီတပ်ဖွဲ့တွေ၅စီကြိုးအာထမ်းဖက်ကိုထွက်ပြီးသွားပါတယ်ပြီးရင်အာတချို့တွေကတော့ဖမ်းဆီးရမိတာလားအာဘလူးတွေတည်ဆုံးကြတာလားဆိုတာကိုအသေးစိတ်ဖော်ပြချင်းမရှိတာမရှိသေးဘူး KNL ဖက်ဖက်ကသတင်း KNU ဖက်ကပေါ့နော် KNU ဖက်ကတရားဝင်သတင်းထုတ်ပြန်လာမှအသေးစိတ်ကိုသိရှိအာသိရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒိန်ရင်းမြင့်တွေစီကလည်းသိရှိရတဲ့ဟာဖြစ်ပါတယ်အာမေလ28ရက်နေ့မှာကျွန်တော်တို့လိုင်းတပ်ဖွဲ့တွေကအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေအာ စစ်ကြောင်90ကျော်ဘောနော်ခရစ်စိုကျော်နဲ့စစ်ကြောင်ထုလာတဲ့ဟာကိုချိန်မုံတက်ခတ်ပြီးတော့ခုနစ်စေကျော်လောက်မနော်အာထွက်ပြီးနေတဲ့လူကထွက်ပြီးပြီးရင်အဖမ်းခံရတဲ့လူကသုံးစေကျော်ရှိတယ်တေဆုံးနေလူကလည်းတေဆုံးနေအဲ့ဒီအချိန်ဒီမျိုးထိကိုကျွန်တော်တို့လန်တဖွဲ့က လက်ခတ်ပြီးတော့အဲကနေလေးကနေလေးစခန်းကိုထက်မြန်ပြီးတော့တင်းပတ်တာဒါအပြင်တရစ်တော်မမချဘူးညနေဘက်မှာ16ရက်နေ့မှာ29ရက်နေ့ပဲပြင်ပြီးတော့တင်းပတ်ရရှိခဲ့တယ်ကျွန်တော်အခုအချိန်မှာလဲဆက်တက်ပြီးတော့စခန်းတွေကိုလဲတခြားနေရာမှာတက်ခတ်မှုတွေတင်းပတ်ဖို့လာလာရှိနေတဲ့ဟာလဲတင်းအာရှိနေသေးတယ်လို့သိရှိရပါတယ်ဆိုတော့မြို့ဝတီမြို့နေမှာဆိုလို့ရှိရင်စခန်းကိုအာစစ်ကောင်စီနဲ့ကျွန်တော်တို့တိုလိုင်းတဲ့ဖို့တွေ KLA ပူပေါင်းတက်တွေကလုံးဝအခုချင်းထိတက်ပွေးက ဖြစ်နေစေဖြစ်ပါတယ်။အာဘေးချင်းမှာကျွန်တော်တို့ line တစ်ဖို့တွေကသိမ့်ပတ်ရရှိပြီးဆိုတဲ့တဲ့ရင်ကိုပြင်ပြီးတော့ကြည့်ရမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါကတော့စက်ကောင်စီတဖွဲ့တွေငါးစိတ်ကျော်ရှိတဲ့စကန်ကိုတူလိုက်တဲ့ဖို့တွေကအာသိမ့်ပတ်ပြီးတော့အဒီထဲမှာဒေဆုံးမှုနဲ့အာထွေးပြီးမှုလက်နေကရန်ရရှိမှု လုံးဝကိုသတိကျွန်တော်တို့အသေးစိတ်အသေးစိတ်မသိရသေးဘူးဆိုတော့ဒီဟာကတော့အာသတင်းရင်းမြစ်တွေစီကလည်းသိရှိရတဲ့ဟာဖြစ်ပါလိမ့်မယ်နောက်တစ်ခုသတင်းကတော့ကချင်ပြည်နယ်ကသတင်းကချင်ပြည်နယ်ပမုံမြော့နေတွင်စက္ကခ20တိထံသောစက်ကူရဲခါနယ်လက်နက်ကြီးများလာပေါ်တဲ့စက်ကောင်စီရဲရင်ကို KIA ကပြစ်ချက်ခဲ့မှုကြောင့်ဆွေကူမြော့နေတွင်အရေးပေါ်ဆင်းသက်ခဲ့သောစစ်ရဲရင်တစ်စီးကိုဒရုန်းဖြန့် ဝန်ကြီးတက်ခတ်ဖြစ်စည်းခဲ့ဒီမျက်ပုံမတမ်းမြတ်ကို KIA ကထုတ်ပြန်လိုက်ပါတယ်ဒါကတော့အာဟိုဖက်ရက်ကွက်ကလော်ဘီတွေကတော့ဖင်ပင်းနေကြတာဗောနော်ဆိုတော့ဒီလိုမျိုးအာကျွန်တော်တို့တော်လိုင်းတဲ့ဖွဲ့တွေကဒီဒီလေရင်ကို တက်ခတ်ပြီးတော့လင်းနေကြီးတွေဒရုန်းတွေနဲ့တက်ခတ်ပြီးတော့ပြန်ကြတော့ပြီးလျှက်စရာကိုမရှိတော့ဘူးဆိုတော့ကိုကျွန်တော်တက်အာသင်ဒီလိုမျိုးခေါ်ပြတဲ့အချိန်မှာဒရုန်းအယူတန်ဖန်တဲ့တကွာဘောနော်ဓာတ်ပေါင်းတဲ့တကွာမထုတ်ပြတဲ့အချိန်မှာဖိမိငင်းနေကြတယ်ဒါလေးသူတို့ပြောနေကြပါတယ်အာဟုတ်မဟုတ်တော့ကျွန်တော်လည်းအသေးစိတ်မသိရသေးဘူးဆိုတော့ပြီးတော့ပြောနေကြပါတယ်အခုချိန်မှာကျွန်တော်တော်လိုင်းတက်ဖို့တွေကတော့အာကျွန်တော်ပြီးသူတွေအာကြည့်အောင်ဘောနော်အာပြီးသူတွေနားလေအောင်ဒီလာဒီလိုလောက်ဆောင်ခဲ့တယ်ပြီးသူတွေအာမင်းအောင်ဆိုပြီးတော့ဓာတ်ပေါင်းတဲ့တကွာဘောနော်ထုတ်ပြန်လာတာ ။ဒီဟာကတော့ဟိုဖက်ရကူကမင်းလို့ရှိရင်တော့ပူပြီးတော့လွန်မြဲရမယ်။အာတရင်တစ်ခုပေါ့နော်။ဒီဟာကဓာတ်ပုံတွေနဲ့ကွာထွက်ပြင်လာတာကတော့ဟိုဖက်ရကူမှာမင်းပြီးဆိုလို့ရှိရင်တော့အာပူပြီးတော့လွန်မြဲရမယ်အခြေအနေတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုတရင်ကတော့ရင်းကောင်းဘာလဲဆိုလို့ရှိရင်တော့တနင်္ဂနွေလွဲ့မြော်ရေ KIA နဲ့ဆက်လက်ပူးပေါင်းတပ်ပွဲဝယ်မိဟု KADL လေးကပြောဆိုပါတယ်ဒါကတော့အခုဟိုတနေ့ကလက်ရှိပေါ့နော်ဟိုတနေ့ကအခုလက်ရှိမဟုတ်ဘဲနဲ့ဟိုတနေ့က KIA KIA နဲ့ DL လေးက ရံမြော့ပေါ့နော်ရံမြော့ဖက်မှာအာအကွတ်တက်မှုတွေဖြစ်နေတယ်အာချင်းချင်းရံဖြစ်မှုတွေပေါ့နော်ဒီလိုမျိုးထိုးချက်မှုတွေဖြစ်နေတယ်ဒါနဲ့ပြစ်ဖို့မှုတွေလုံးဝမရှိဘူးအာထိုးချက်မှုတွေဖြစ်နေတယ်အာအချင်းချင်းမှာလက်အော်ငေးသားတွေအာပုတ်တက်မှုတွေဖြစ်နေတဲ့ဟာကိုစင်ပြီပြီတော့ထင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်အခုချိန်မှာမဟာမိတ် KNO နဲ့ကျွန်တော်တို့အာတောက်လျှော့ဖြည့်ရှင်းမှုတွေရှိနေပါတယ်ပုံမှန် တွစ်ဆောင်မှုတွေလည်းရှိတယ်ပြီးတော့အခြေခံထားတဲ့မဟာမိတ်စာချုပ်တွေလည်း၃ခုလို့ရှိပါတယ်အဲ့ဒီမှာ တော်တော်လေးပြည့်စုံလာပါတယ်။ဒါက2023ခုနှစ်မေလမေလလောက်အထိရှိခဲ့တာပေါ့နော်။ဆိုတော့2024 2025မှာဖြစ်ပေါ်လာတဲ့ဒီကွတ်တက်မှုတွေအပေါ်မှာဘယ်လိုမျိုးအာဆက်လက်ပြီးမှလက်လက်တွေမလဲဘယ်လိုမျိုးအာဆက်လက်ပြီးမှအတနေငယ်လုံး ဒေါ်လာရည်တွေကိုပူပေါင်းဆောင်ရွက်မလဲဆိုရင်အာဆိုတဲ့ဟာမှာကျွန်တော်တို့အများကြီးပူပေါင်းဆောင်ရွက်မရမယ်ကျွန်တော်တို့ဒေတာတစ်ခုလောင်းတစ်ခုထဲပဲလွတ်မြောက်နေလို့မရဘူးအမဟာမင်းဒေတာလည်းလွတ်မြောက်ဖို့လိုအပ်တယ်ထူးနှိမ်တူပဲအထူးဆိုပဲတဏ္ဍာန်ကလောင်းမှာရှိတဲ့လူထုတွေရဲ့လွတ်မြောက်မှုလိုအပ်ပါတယ်အဲ့ဒါမှာသားလျင်ကျွန်တော်တို့ကျွန်တော်တို့တွေလွတ်မြောက်မဲ့အမခန့်ချက်ပေါ်ရှိမှဖြစ်ပါတယ်ဆိုပြီးတော့အာကျွန်တော်တို့မဟာမိတ် ဖြစ်တဲ့ DL တွေကပို့ပြလာတွေ့ရပါတယ်ဒါကတော့အာဒီလိုမျိုးဖြစ်ပါလေဆိုတော့မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့အတို့ရတဲ့လွတ်မြောက်နေလွတ်မြောက်မှုတွေဟာခဏတာပဲဖြစ်ပါလိမ့်မယ်ဟုတ်အာပြောဆိုပါဒါကတော့ဟုတ်ပါဒီဒီကကျွန်တော်တို့တူလိုင်းရဲ့အဖွဲ့တွေအားလုံးမငင်ရဘူးဒီတိုင်းပဲတယောက်တပုတ်လွန်မယ်ဆိုလို့ရှိရင်တော့ဒီတူလိုင်းတဲ့အဖွဲ့တွေတင်းပတ်တွေဟာဒီတက်ပစ်တင်းပတ်တွေနေရာ လက်ချုပ်တဝက်နေနေရမှာဆိုလို့ရှိရင်တော့ခဏတာအာဟိုဖက်ရက်ကဘေးနဲ့ပြောသလိုအာသာဖြီသလိုမျိုးဖြစ်မှာဘာလို့လဲဆိုလို့ရှိရင်တော့ဒီလိုမျိုးခဏတာသိပြီးမော်တဖွဲ့ကမငီဘူးတဖွဲ့နဲ့တဖွဲ့ပြန်ပြီးတော့ပုတ်တက်မှုတွေဖြစ်နေလေဆိုလို့ရှိရင်စစ်ကောင်စီရဲ့အကြိုက်ပုံပြီးတော့ဖြစ်တယ်ပစ်စက်ကောင်စီရဲ့အကြိုက်ပုံပြီးတော့ဖြစ်တော့အာကျွန်တော်ပုံပြီးတော့အာရမ်းဖြည့်အောင်ပုံပြီးတော့ပုတ်တက်မှုဖြစ်လာအောင်သူတို့တွေဖက်က lobby တွေတသက်ကပြန်ပြီးတော့ loss အောင်ပါဒီထက်ကိုလောက်ဆောင်ပါအခုကနေတောင်နေသေးတယ်ဘာလို့လဲဆိုလို့ရှိရင်သူတို့တွေကနေတာနေနေပါပေါ့အခန်းရရှိသေးတယ် နေတဲ့စိုးဝါလာပြီးစစ်ကောင်စီတပ်ဖွဲ့တွေလေးဆရာမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံကတိုင်းဒါတွေလက်နက်ကန်တွေအကောင်လုံးကပုတ်တက်မှုဖြစ်လာအောင် အာလိုဘီတွေကစစ်တပ်ကိုလောက်ဆောင်လာမှာတရားကိုကျွန်တော်တို့ကြက်တက်ပြီးတော့အာပူပြီးတော့တရိထားရမယ်ပူပြီးတော့လည်းအာဆောင်ရှက်ရမယ်ကျွန်တော်တို့ပူပြီးတော့လက်တွဲဖို့လိုအပ်တယ်လက်တွဲဆက်လက်ပြီးတော့ပူပေါင်းဖို့ပူပေါင်းလောက်ဆောင်ဖို့လိုအပ်တယ်ပူပြီးတော့အာပြည်သူတွေလွတ်မြောက်စေခြင်းနဲ့လက်နက်အဖွဲ့တစ်ခုအနေနဲ့ပြည်သူတွေကိုတကယ်ကာကွယ်ခြင်းနဲ့တကယ်ကိုလက်မြောက်စေခြင်းနဲ့ဆိုလို့ရှိရင်ပူပြီးတော့ပူပေါင်းရမယ်ပူပြီးတော့ အာပူပေါင်းမှုတွေဆက်တက်ပြီးတော့မဟာမိပူပေါင်းကောင်းလောက်ကိုလွတ်ရမယ်ဆိုတာကိုကျွန်တော်တို့အာကိုကိုမင်းရတယ်ပေါ့နော်ဆိုတော့အခုချိန်မှာစက်ကောင်စီကရှောင်းနေနေတဲ့အချိန်ရှောင်းနေနေတော့သူတို့တွေအာအောင်မြင်မှုတွေရရှိဖို့အတွက်ပူပြီးတော့အာလော့ဆောင်ပါတရားကသူတို့ရဲ့ လိုဘီရဲ့အဖက်ကလည်းလော့ဆောင်ချက်ကိုကျွန်တော်တို့သတိထားရမယ်။ဒါကတော့ TLL နဲ့ KIA ရဲ့ဆစ်ဆန်ရေးပူးပေါင်းရမယ့်အချက်လားလာနဲ့ပတ်သက်ပြီးတော့အာ KTLL ပြောဆိုခြင်းနဲ့ပတ်သက်ပြီးပြင်ပြီးတော့ပြောပြတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ AA နဲ့ Bangladesh ဆစ်ဆန်ရေးအပေါ်စစ်ကောင်စီကကန့်ကွက်မှုကြောင့်ရဲကောင်မှရှိတဲ့ Bangladesh တပ်အမတ်ကြီးနဲ့စစ်တပ်ယမူတို့ကို Bangladesh အစိုးရကပြန်လည်ရုတ်သိမ်းလိုက်ပြီးနိုင်ငံတန်တမာရေးအတင်းမာဆုံးရောက်ရှိနေပါလိမ့်လို့သိရှိရပါတယ်။ဒါကတော့အခုချိန်မှာအာ စစ်ကောင်စီကကေအာစစ်ကောင်စီကဘလူးရဲချင်းနေမျိုးရှိလဲဆိုလို့ရှိရင်အေရဲ့ထင်းချွတဲ့နေရာမှာသူတို့တွေအခုဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နေဆက်မှာလုံးဝကို အာထင်းချွမှုလုံးဝကိုအိုးရမရှိတော့ဘူးဒါကြောင့်မလို့အေနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့စစ်ဆန်ရေးအပေါ်မှာစေဟန်ရေးအပေါ်မှာစစ်ကောင်စီကကန့်ကွက်မှုတွေလောက်ဆောင်ခဲ့တဲ့ဒါကိုဘင်္ဂလားဒေ့ရှ်ကမကြိုက်လို့လားဒါမှမဟုတ်ရင်တခုခုပြည်တနာဖြစ်နေလို့လားအာလုံးဝကိုအာဘင်္ဂလားဒေ့ရှ်ရဲ့အမတ်ကြီးနဲ့စစ်တမ်းမှုတို့ကိုအာ ပြန်လေရုတ်သိမ်းလိုက်တာဖြစ်ပါတယ်လို့သိရှိရပါဒါကတော့သူတို့အထေးမှာနည်းနည်းငန်းအာပူတက်မှုတွေဖြစ်မလားမလားဘီလူတွေဆက်ပြီးတော့ဆက်ဆံရေးကဖြစ်လာမလဲဆိုတာကိုတော့ဆုံးကြည့်အောင်မှာဖြစ်ပါတယ်အခုချိန်မှာ AA နဲ့ဘင်္ဂလားဒေ့ရှ်ကဆက်ဆံရေးကောင်းတယ်လွန်မောကပူတက်မှုတွေအာပြောဆိုမှုတွေမရှိဘူးဟိုတနေ့ကတော့အာဘင်္ဂလားဒေ့ရှ်ရဲ့စုစည်းချုပ်လာမှုတွေဝင်ကြီးချုပ်လာမှုတွေသူပြောတာကတော့ ရေအရခံပြီဖြစ်ကုန်ဘူးနော်ကုင္ကြီးစီးရဲတို့ဘာတို့ညီရတို့ကုင္ကြီးရက်မဲ့ဟာကမကုင္ကြီးနိုင်သေးဘူးတရားကအခုချိန်တည်းအစီအမပြေသေးဘူးဆိုပြီးတော့ပြောနေတာဟာလေးရှိတယ်အခုချိန်မှာပြင်ပြီးတော့တက်မကြခင်မှာအခုအာအေးနဲ့ဘင်္ဂလားဒေ့ရှ်စီစစ်ဆင်ရေးအပေါ်မှာစစ်ကောင်စီကက်ကွက်မှုအပေါ်မှာထက်ပံပြီးတော့အာဘင်္ဂလားဒေ့ရှ်တပ်အမကြီးအနေဖန်အာစစ်တပ်မှုကနော်စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်ကပြင်ပြီးရုတ်တရုတ်သိမ်းလက်တဲ့အခြေအနေမျိုးမှာအာ system တဲ့တမနိုင်ငံနိုင်ငံမနုတန်တမရေအတင်းမှာဆုံးရောက်ရှိနေတဲ့အခြေအနေဖြစ်ပါတယ်ဒါကတော့အာဘလူတွေဆက်ပြီးတော့ဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်အောင်ဖြစ်ပါတယ်ဆိုတော့ဒီဟာကစစ်ကောင်စီကလည်းကိုကနိုင်ငံအာဏာပိုင်ပေါ့နော်လို့ပြောချင်တယ် ကောဖစ်ကလည်းကျွန်တော်တို့တိုလန်ရေးတဖွဲ့တွေကသိမ့်ပတ်ရရှိတာဟာကလည်းလုံးဝကိုရှိနေသေးတယ်ဆိုတော့ဘလူးတွေဆက်ပြီးတော့ဖြစ်လာမလဲဆိုတော့ကတော့ဆောင်းကြည့်ရမှာဖြစ်ပါတယ်ဒါကတော့စက်ကောင်စီနဲ့ဘင်္ဂလားဒေ့ရဲ့စစ်ဆင်ရေးအခြေအနေကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတောင်ငူခရံတွင်စစ်ကြောင်းထိုးလာသောစစ်တပ်ကိုတက်ခတ်မှုမှာစစ်သားစေဦးတေဆုံးပြီး9ဦးအရှင်ဖမ်းဆီးရိုင်းမိခဲ့ပါတယ်ဒါအပြင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကနေလေးစစ်တပ်စခန်းသိမ့်ပွေးတွင်တရ20မမလက်နေကြီးနလက်အပါဝါလက်နေခေရမြများပြတင်းစီရရှိခဲ့ပါတယ်ဒါကတော့ ဖြစ်မှန်ပြီးတော့တရင်တိတ်မှာပါလာတော့ပြင်ပြီးတော့တင်းဆက်ပြတာဖြစ်ပါတယ်ဆိုတော့ကလေးလေးထိုင်းပြည်မှာနေဆက်မှာရှိတဲ့ကလေးလေးစကတ်မှာတရက်တရက်20မမလေးနေကြီး နလက်ပေါ့နော်အပါဝလက်နက်ခီရန်တွေအများပြတ်သိမ်းပတ်ရရှိခဲ့တယ်ဒီထက်မှာပဲခူးတန်းကပေါ့နော်တောင်ကိုခရန်တွေအာစစ်ကြောင်းထုလာသောစစ်ကောင်စီတပ်ကို KLN လေပူပေါင်းတပ်တွေကတက်ခတ်မှုမှာစစ်သားစီဦးတည်ဆောင်ပြီးတော့ခုနှစ်ဦးကိုအရှင်ဖန်စီရမိခဲ့ပါတယ်ဒါကတော့ယူတက်ဖန်တက်ကအာထွက်ပေါ်လာခြင်းမရှိသေးပါဘူးကျွန်တော်တို့မတွေ့ရသေးပါဘူးဆိုတော့တွေ့တွေ့ပြီဆိုလို့ရှိရင်တော့ဒီကောင်တွေဖန်စီရရှိမှုကိုယူတက်ဖန်တက်ကပြင်ပြီးတော့ပြမယ်ပြည်သူတွေကိုပြင်ပြီးတော့ပြမယ်နော်ဒီကောင်တွေကိုဆိုတော့တော့ဒီထက်မှာပြောသွားတာကတော့သက်ဆိုင်ရာကတရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်ဆိုတော့လေရင်သတိထား ရတာရင်နေမေမဒီငင်းပြေးတာကြောင့်နေရအတိတ်ကြတော့ထောပြောလို့မရသေးဘူးဟု KLA တနည်းရင်းမြစ်ကပြောဆိုပါတယ်ဒါကတော့လုံးဝကိုမန်နေတီလိုမျိုးကိုဖြစ်ရမှာလုံးဝကိုအေးစေးတော့ပြီးလုံးဝကိုတည်ရင်တော့ပြီးဆိုမှကျွန်တော်တို့ train ကို train တွေကိုအာအတိတ်ကြကိုဖော်ပြတာခွပြနေကအရန်ကိုကောင်းနေတာဖြစ်ပါလေမတိကြပဲနဲ့ဒီလိုမျိုးကိုဒီနေရာတိကျဒီနေ့ရဲ့ဒီနေ့ဒီနားမှာဘင်းပတ်ရရှိခဲ့ဒီကောင်တွေဒီလောက်ဒီလောက်သေးတယ်ဒီနားမှာဒီယော မာဆိုပြီးတော့ပြောနေတာကလောင်းဝတ်ကိုမဟုတ်တဲ့ဟာဖြစ်ပါတယ်လောင်းဝတ်ကိုတင်ရင်တော့မှအာကျွန်တော်တို့ဒီလိုမျိုးတင်ဆက်တာကလောင်းဝတ်ကိုအယက်တာလေးရှိတယ်လို့လောင်းဝတ်ကိုလည်းကောင်းတယ်နောက်တစ်ခုသတင်းကစကန်တန်းစကန်မြို့တွင်မလန်၂၈ရက်နေ့ငလင်ကြီးကြောင့်ပြိုကျပစ္စည်းနေသောအတန်းပလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကအတမတ်ချက်ပက်လိုက်ကြောင်းစကမ်းမြော့အစလန်အသံအဝန်းကပြောဆိုပါဒါကတော့စက်ကောင်စီကတရားကိုချက်ပက်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်ဒါကတော့မေလမေလ၄ပန်းတွင် စကောင်စီကငလင်ကြောင့်ပြူကျပစ္စည်းနေသောစကံအကတန်းပလီကိုတောင်းရအတွန်းဖေးရှားပေးရမည်ဟုအမင်းထောက်လာပြီးမေလ28ရက်နေ့ညနေပိုင်းတွင်အပြည့်အအဓမ္မချက်ပက်လိုက်ကြောင်းချက်ပက်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဒါကတော့လောမကိုစစ်မကောင်စီရဲ့တနင်္လာနေ့ခုဒီအာကတန်းပလီနဲ့ပတ်သက်ပြီးတော့ဘလူးတွေအာ အစဉ်ပြင်းမှုတွေဘလူးတွေဖြစ်ခဲ့နေလဲဆိုတာကတော့အသေးစိတ်သိရှိရခြင်းမရှိပါဘူး။ဒီကမလ28ရက်နေ့ငလင်ကြောင့်မန္တလေးစကန်အပါဝမ်းမျိုးကြီးမြတ်တွင်ဘလီကြောင့်တော့90ကျော်ပြူကြပျက်စီးခဲ့ပြီးတဲ့နောက်မှာစက်ကောင်စီကပြန်လဲဆလုတ်ခွန့်ဖြိုးဖြတ်ခွန့်များကို အထူးတင်ကြစီးဆက်နေကြောင်းသိရှိရပါတယ်။တော်တော်ရတွင်စကန်မြော့မှာအကတန်းပလီကိုအာပြင်းရှင်းခွန့် ပြင်းစင်ခွက်မနော်အာပြင်းမပေးတော့ဘဲအပြည့်အသက်ချက်ပိတ်တင်းစီသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်နောက်တစ်ခုတရင်ကပြည်သူတွေခက်ခဲကြက်တဲနေလို့နေဆက်ကတွေပြန်ဖွင့်ပေးဖို့တရုတ်ကိုတရန်လေးကတောင်းဆိုပါတယ်တရုတ်မြန်မာနေဆက်ကောင်သွေးရဲ့ကစ်တွေကိုတရုတ်နိုင်ငံဖက်ကပိတ်ထားတာကြောင့်ပြည်သူလူထုရဲ့အခြေခံစေဝါတွေစစ်တုံးစီတွေနဲ့လူသုံးကွန်ပစ္စည်းလူအပ်ချက်တွေဖြစ်ပေါ်ပြီးတော့ကြက်တဲခက်ခဲနေတယ်လို့တရန်လေးကပြောဆိုပါတယ် အဲ့ဒီခေခေတွေကိုအကျစ်တွေကိုတရုတ်နိုင်ငံဖက်ကစာနာနားလေတဲ့အနေနဲ့နေဆက်ကစ်တွေပြန်ဖွင့်ပေးဖို့မေလ28ရက်နေ့သတင်းမီဒီယာတွေနဲ့တွဲဆောင်ချင်မှာတောင်းတက် တန်လေရဲ့ပြောရေးဆိုခွင့်ရှိသူဘူမူကြီးတန်းပန်လက်ကပြောဆိုထားပါတယ်ဒါကတော့တောင်းဆိုခဲ့ပါတယ်ဖြစ်ပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဖက်ကလော်ဘီတွေကတော့ဝရဖြတ်စရာသတင်းတစ်ခုဖြစ်လာပါပဲတယ်ဘာလို့လဲဆိုလို့ရှိရင်အခုချိန်မှာ စစ်ကောင်စီဖက်ကလော်ဘီတွေကနောင်ချူမြို့ထိပ်ကိုကျွန်တော်တို့စတန်တဲ့အာမင်ကြီးကတန်းလေကိုချီမောနေပါတယ်တင်းပတ်မြို့နောင်ချူမြို့ကိုလည်းမကြိုက်ခင်တင်းပတ်တော့မယ်ဆိုပြီးတော့အာကြွေးကြော်အာဝရဖြတ်နေတာကိုကျွန်တော်တွေ့မိရပါတယ်အခုချိန်မှာအာ TNL ကလည်းတရုတ်ကိုအာ ဖီသူရခေခေကျက်တဲ့တွေတွေကြောင့်အာနေဆက်ကိကိုဖွင့်ပေးဖို့တောင်းဆိုနေတာကပြင်ပြီးတော့အာဆွေးနွေးဖို့ဆွေးနွေးပွဲလုပ်ပေးဖို့ပေါ့နော်ဒီလိုမျိုးကိုတောင်းဆိုနေတောင်းဆိုနေတယ်လို့ဖြစ်နေတယ်ဆိုပြီးတော့ပြင်ပြီးတော့လုံနေအောင်မှာဟိုဖက်ရက်ကွက်ကအာစစ်တက်လော်ဘီတွေကတော့ဘာလို့လုံမယ်လုံမှာလဲဆိုလို့ရှိရင်သူတို့တွေကအခုချိန်မှာအာအောင်ပွဲတွေရတယ်ဆိုပြီးတော့ရှမ်းမြို့ဖက်မှာအောင်ပွဲတွေရတယ်ဆိုပြီးတော့ဝါရဖြန့်နေတဲ့အချင်းအဲ့ဒါကငင်းတဲ့အတွက်ကြောင့်ဒီလိုမျိုးကိုအာပြန်ပြီးတော့လောချင်းစရာဖြစ်လာတယ်ဗောနော်။ဒီကတခု ဆိုတော့ဒီဟာကတော့ဒီမနေ့ခင်မှာရရှိထားတဲ့တရင်ထူတွေကိုတက်နံတလို့ပေါ့နော်အချင်းချူပြီးတော့ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်နောက်မှာရုတ်တဖန်တွေစူးစုံထားတာရှိပါတယ်ပထမဆုံးပြင်ပြီးနေထမ်းမြန်မာနေဆက်မှာရှိတဲ့စက်ကောင်စီတက်စခန်းတွေကို KLL လေးပူပေါင်းတက်တွေကတစ်ခုပြီးတစ်ခုသိမ်းပတ်နေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့စာကလေးကောင်းကြုံဆိုးဘလူတွေလုံမြက်ပုတ်ကိုနေလဲဆိုတာကိုကျွန်တော်နဲ့တူပထမဆုံးကြည့်ရှုအောင်ပါနေဆက်စခန်းတွေဆိုတဲ့အနေအထားကကျွန်တော်တို့ဒီမြေပြင်ထောက်ဖို့လမ်းကြောင်းခက်ခဲတယ်ပြီးရင်ကျွန်တော်တို့ဒီလက်နက်ကြီးပြဖို့တော့ကအကန့်အသတ်ရှိတယ်ပြီးရင်ကျွန်တော်လေကြောင်းကနေပြီးတော့ဒီဘုံကျ ြဲဖို့ကလည်းအကန့်သက်ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီစကန်နီကဒီထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့အခါကျတော့ဒီလက်နက်ကြီးနဲ့ပြစ်ခဲရင်လည်းပဲဒီ GR ဒီထိုင်း area တွေကိုတွားပြီးကြမယ်ဆိုရင်ကျွန်တော်တို့ဒါနှစ်နိုင်ငံရဲ့ဒါချစ်ကြည်မှုကနည်းနည်းလေးပြဿနာရှိတာနိုင်တယ်။ကြောက်နေတာ။ဒီကျွန်တော်တို့လေးနဲ့ဘုံကျဲတဲ့အခါကြာရင်လည်းပဲဒီကျွန်တော်တို့ဒီထိုင်း area ဘက်ကိုနယ်စပ်စီးကိုကြော်ကြပါလေ။အဲဒါတော့ကျွန်တော်တို့စိုးရတယ်ပေါ့အဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီတက်မလို့စကန်နေတဲ့ပတ်သက်ရင်တက်မလို့ကလေးချောင်းပြစ်ကိုလက်နက်ကြီးပြစ်ကိုပေးတဲ့အခါမှာတော့ကျွန်တော်တို့အကန့်အသတ်ရှိပါတယ် ဒီအကန့်အသတ်ရှိမှုကိုဒီလက်နက်ကိုက်အဖွဲ့တွေကသူတို့ရဲ့ဒီအခွင့်အရေးဖြစ်အသုံးချပြီးတော့အဒရုန်းတွေနဲ့ဒီစကန်ကိုတိုက်တယ်စကန်ကိုတိုက်ပြီးတော့ကျွန်တော်တို့ဒီဒရုန်းနဲ့ဒီမွားစီထောက်အောင်သူတို့ဒရုန်းနဲ့ဘုံကျဲပြီးတဲ့အခါကျရင်သူတို့ရဲ့ဒီဒီမြေပြင်စစ်ကြောင်းတွေနဲ့ဝင်တိုက်တယ်ပေါ့အဲ့မှာကျွန်တော်ဒီတပ်မတော်ကဒီစကန်မရဲ့တပ်မတော်တွေဟန်ချက်ပြတ်သွားတဲ့အခါမှာဒဏ်ရာရသွားတဲ့အခါမှာသူတို့ကဒီအင်အားလုံးနဲ့ဗတ်ပေါင်းစုံတိုက်တယ်ပေါ့ဒီလိုဗတ်ပေါင်းစုံမတိုက်ခင်သူတို့ကဒီဒီကျွန်တော်တို့ဒီရိတ်ခါပို့နိုင်တဲ့လမ်းကြောင်းတွေပြီးရင်ကျွန်တော်ထောက်ပို့ပို့နိုင်တဲ့လမ်းကြောင်းတွေသူတို့ဖြတ်တယ် ဖြတ်ပြီးတော့သူတို့ဒီတိုက်တယ်ပေါ့အဲ့တော့တိုက်တယ်ပေါ့အဲ့တော့ KNU ကလည်းဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကန်တွေကိုသူတို့တိုက်မယ်ဟောပေါ့အပီးသိမ့်ပိုက်နိုင်မယ်သိမ့်ပိုက်ရေးစီမံချက်လုပ်တယ်လို့သူတို့ဘက်ကကြွေးကြော်တာတွေ့ရတယ် KNU ကတိုက်တဲ့အခါမှာသူတို့ရဲ့ဒီ KNU စစ်သွေးကြွိုင်းနဲ့အတူသူတို့ရဲ့မဟာမိတ်အဖွဲ့တွေပေါင်းပြီးတိုက်တယ်တိုက်တယ်အဲ့သူတို့ရဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကျွန်တော်တို့စကန်တွေ ဆုတ်လွှဲရတဲ့ရှိရဲကြာဆုံးခဲ့တာရှိရဲဒါကကျွန်တော်တို့ပကတိရှိတရားပါဒါကြောင့်ကျွန်တော်တို့ဒီ time မြန်မာနေဆက်မှာရှိတဲ့ဒီ temporal scanning နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တော်တော်ကြီးကိုဒါကျွန်တော်တို့သတိကြီးကြီးစောင့်ကြည့်ရမယ့်နေရာဖြစ်သွားပြီ KNU ကတော့ကျွန်တော်တို့အဲ့ဘက်မှာအင်အားစုပြုံပြီးတော့တိုက်ခိုက်မှုတွေလုပ်လာတယ်ဒီကတော့လက်ရှိသူတို့တိုက်နေတာကတေဘောဘုစကန်အဲ့တော့တေဘောဘုစကန်ကိုတိုက်နေတယ်တိုက်တဲ့အခါမှာဒီ temporal စစ်ကြောင်းတွေကကျွန်တော်တို့စစ်ကူသွားပေးတယ်အဲ့ဒီရုပ်သံဖိုင်ကမနေ့ကတည်းကမီဒီယာတွေမတက်နေတာမီဒီယာတက်မှာတမလို့စစ်ကြောင်းပင်လာရောက်သွားပြီးဘဲယုံဘဲနေရာဝင်သွားပြီးဆိုပြီးတော့ တက်နေတာတော့မနီရတက်တဲ့ခါမှာကျွန်တော် DKB ဌာနချုပ်ရှိခဲ့စုံစည်းမြိုင်တော့စုံစည်းမြိုင်ကိုတက်မလို့စစ်ကြောင်းတွေရောက်နေပြီဆိုတော့အကုန်လုံးတင်တယ်မနီရတင်တယ်မနီရလည်းတင်ရောဒီကိတိမနဲ့လည်းကြာရောအဲ့ဒီစုံစည်းမြိုင်အနီးမှာပဲဒီတက်မလို့စစ်ကြောင်းတွေကြားပြတ်တိုက်ခတ်ခံရရတယ်အဲ့တော့တက်မလို့ဒီတက်ဖို့ဝင်တချို့ကြတာရှိတယ်တက်ဖို့ဝင်အချို့ဖန်ခံတာရှိတယ်ဒီ DKB ရဲ့ဌာနချုပ်အနီးမှာတက်မလို့စစ်ကြောင်းဖြတ်သွားတယ်ဖြတ်သွားတော့ကျွန်တော် DKB ကောဒီ KNL ပူပေါင်းပြီးတက်မလို့စစ်ကြောင်းတွေတိုက်ခဲ့သလား DKB ရဲ့ area လဲပါတော့ DKB ကဒီတက်မတော်ရဲ့ဒီစစ်ကြောင်းကိုတို့ဒီလုံချုံရေးအာမခံချက်မပေးဘူး။တို့ကိုယ်တိုင်တရင်တို့ကိုယ်တိုင်ပေါင်းပြီးတော့တိုက်သလားပေါ့။ဒါတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်။ကဲဆိုတော့ဒါကတော့စစ်ရှောင်းချင်းရဲ့ရုံးနေချင်းရဲ့အကြောင်းပြချက်တွေဖြစ်ပါလေ။ရှေ့ကပြောသွားတာကတော့အာထမ်းမြန်မာနေဆက်မှာစစ်ရှောင်းချင်းကတော့အာ စစ်ကူရင်ပေးနိုင်ဘူးလင်းနေကြီးပြုတ်ကူတယ်ပေးလို့ရှိရင်ထမ်းဖက်ကကြားမှာကြောက်နေတယ်ထမ်းဖက်ကကြားတယ်ဆိုလို့ရှိရင်တော့ထမ်းဖက်ကပြင်ပြီးတော့အဆုံးမှာကိုကြောက်နေတယ်ဆိုတဲ့သဘောမျိုးနဲ့အာဆက်ချောင်းချင်းအကြောင်းပြချက်ကိုထုတ်ပြနေတာဖြစ်ပါတယ်ဆိုတော့ DKB ကိုလည်းဒတော်လေးကိုသတိထားရမယ်တဲ့ဘာလို့လဲဆိုလို့ရှိရင်တော့မကြောင်ရတော့ဘူးအခုခါကအာ KNU လက်အောက်ကနေလှုပ်ဆောင်တာဆိုတော့ဒတော်လေးကိုကြောက်စရာကောင်းပါတယ်လို့ပြောပြောတော့တာဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့ တကယ်လေးကြောက်စရာကောင်းပါလေ KNU ကနော်တကယ်လုံးမယ်ဆိုလို့ရှိရင်မိတို့ပြောမှာနော်ပြောမှာနော်မိတို့တွေနော်ဆိုတော့တရားကတော့ခိုးချင်ပါဆိုလို့ရှိရင်တော့ကရင်ပြည်မနေဖက်မှာဆိုလို့ရှိရင်တခုပြီးတခုကိုထမ်းမြမှာနေဆက်မှာရှိတဲ့စခန်းတွေကိုသိမ်းပန်းမှုတွေလောက်ဆောင်နေတယ်။ပြီးရင်အာဒီထက်မှာ KNU ကလည်းထမ်းမြမှာနေဆက်မှာရှိတဲ့စခန်းတွေကိုလည်းအကုန်လုံးကိုသိမ်းပန်းမယ်။ ပြီးမှကျွန်တော်တို့လုတ်เสียရှိတာကိုစက်တက်ကိုလုတ်မယ်ဆိုပြီးတော့ကြွေးကြော်ထားတာရှိပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘလူတွေဆက်ပြီးတော့ဖြစ်လာမလဲနေပြီးတော့ထိရောက်မလားဘေးနားထိရောက်မလဲဆိုတော့ကတော့ဘုံမာတွေမိတော့ပြီးဖို့သားရင်ယုံဆုံးအာပြင်ဆင်ထားကြတော့နော်ဆိုတော့ဒီဟာကနေဆက်ဖြစ်မှာကနေစမယ်စပြီးတော့ဘေးနားထိရောက်မလဲဆိုတော့ကတော့ကြောက်တဲ့နေရာကနေရောက်မှာပေါ့နော်ဆိုတော့ဒီဟာကလော်ဘီတွေမိတော့တတိထားကြပါဘော နော်ဆိုတော့ဒီကတော့အာ KN unit ပတ်သက်ပြီးတော့ session ချင်းရအဓိကနဲ့ပတ်သက်ပြီးပြောပြတော့တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုပြင်ပြီးတော့ကြည့်အောင်နောက်တစ်ခုကတော့ငပုတ်ငပုတ်ကအခုချိန်မှာလူကြီးတွေအရာရှိပန်းတွေကိုဒိတ်ကိုစိုးနေတာဖြစ်ပါတယ်သူရဲ့ပြည်သူစစ်တွေကိုအနေခံနေရတယ်ဘေးဖေခံနေရတယ်ဒါကြောင့်မလို့လူကြီးတွေကိုမင်းတို့နားမကြတာလားနားမကြရအောင်ဆောင်နေတာလားဆိုပြီးတော့ဒိတ်ကိုစိုးနေတာဖြစ်ပါတယ်ဆိုတော့ဒီခုချိန်မှာငပုတ်ကတော့ဒီထက်မှာ အာကပစီအနေနဲ့ရေးထားတာကတော့ငပိကြုံစားချင်နေပြီနဲ့ထင်ပါတယ်ဆိုပြီးတော့အာရေးထားတာတွေ့ရပါတယ်ဒါကတော့အာဘယ်လိုလဲဖြစ်လာမလဲဆိုတော့နားတောင်ကြည့်ရပါတော့ကဲဆက်လိုက်ရလူကြီးအများစုကနော်လူကြီးတွေအများစုကအာရာရှိတဲ့လူကြီးတွေအများစုကသူတို့မကောင်းကြောင်ပြောရင်တော့ခမဆက်ချင်းလက်ခင်ဗျာတရားစွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင် ခြေတန်းမှာသံတော်ရားရဲ့ဒုက္ခတွေကိုပြောပြသူတို့တွေရဲ့နားတွေကလေးနေရပြတယ်တို့ကနှစ်ထိုင်းနေဖြစ်ပေါ်ပါများတယ်နော်အဲဒါကလေးပြောရင်တော့လူကြီးတွေကိုပြောပြရင်လူကြီးတွေကပြောတို့တို့ကဒါကတည်းကပြည်သူတွေရဲ့အတန်တွေကိုတင်ပြတာနော်ဒီချိန်မှာပြည်သူတွေကဒီဒီနတ်သားကတမတော်အာကိုးခြင်းနဲ့အဲ့တော့အာကိုးခြင်းအောင်လဲနတ်သားကတမတော်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ်အဲ့ကြောင့်ဦးစင်းတို့ကလည်းပြည်သူတွေရဲ့လိုအပ်ချက်တွေကိုပဲတင်ပြပေးနေရပြန်နော် ့ကိုပြောတဲ့စကားဥစဉ်တို့ပြောတဲ့အရာကိုဥစဉ်တို့ကတရားခိုင်တော့အာမခိုင်ရတယ်။မှားလို့ရှိရင်တရားဆွဲပလိုက်။မှားလို့ရှိရင် ထောင်ချပလိုက်။ဒါဥစဉ်တို့ကဒါဥစဉ်တို့ပြောနေတဲ့စကားတွေကជីလူတွေရဲ့စကားကိုပောက်ကိုတော်အနေနဲ့ဖောက်တယ်ချပြတာ။လူကြီးတွေဒီအောင်ဖောက်တယ်ချပြရနော်။လူကြီးတွေလည်းနားမလေးတဲ့လူကြီးတွေလည်းရှိပါတယ်။နားလေးရဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရနော်။လေးကြီးအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှိရင်နားအချက်ချင်းကြားတယ်။နော်သူတို့အကြောင်းလေးပြောလိုက်လို့ရှိရင် သူတို့အတုံးမကြတဲ့အကြောင်းဒီမှန်ပြောလိုက်လို့ရှိရင်နော်ဒါလူကြီးအကုန်လုံးမဆိုလိုအောင်နော်တချို့လူကြီးတွေပေါ့ဗျာနော်တချို့လူကြီးတချို့ဆိုတော့တဝက်လက်ထိတ်ကြီးဖြစ်မှာပေါ့နော်အဲအဲ့တော့ဥစ္စုဒီနေ့ပြောမယ်ဆိုလို့ရှိရင်ဒီနေ့တောင်တာဘက်မှာဆိုလို့ရှိရင်တောင်တာမျိုးထိစိမ့်ပေါက်တယ်လို့အကျန်းဖက်တွေနဲ့ဒါဒီတောင်နာမှာပြဒါစာတွေရှိတယ်တမ်လိုရာတွေရှိတယ်ပြီးတော့အကုန်လုံးကရဲတွေရှိတယ်အကုန်လုံးကတောင်နာမှာဆိုဒီနေ့နေကင်းမှာတိုက်ပွဲပြင်းထန်ဖြစ်တယ် နောက်နောက်ယူနဲ့ပတ်သက်ပြီးလဲဦးစင်းတို့တရင်နေခဏခဏပြောပြောပြရဒါပဲနဲ့ဖိဖိစီစီမလုပ်တော့ညွန်နာထီလာပြီးရန်ရှာတာပေါ့ဗျာရန်ရှာတာပေါ့နော်ဒါလဲခုဘကနော်ရတော့နာမျိုးလေဖိဖိစီစီလောက်ရမယ်အရာတွေအများကြီးပါပဲဗျာနော်ဒါလူကြီးတွေဦးစင်းတို့ကတိအောင်ပြောပြဒါလောက်ပဲဦးစင်းတို့ကပြောချင်တာဗျာနော်ဦးစင်းတို့ဒီမန္တလေးမှာဆိုလို့ရှိရင်လေဒီဦးစင်းတို့မန္တလေးမှာဒီရပိုင်းနဲ့ဆိုးရင်ရတယ်မန္တလေးအေးနေတယ်မန္တလေးမှာဆိုတချို့ PDF တွေစိတ်ဝင်နေတယ်လို့သတင်းရတယ်အဲ့တော့ စိတ်ဝင်နေတော့တရင်ရတဲ့အခါမှာဥစဉ်တို့ပြောချင်တာကတော့ငိမ့်နေတာဘယ်မှာမကောင်းငိမ့်နေတာမကောင်းဘူးရနော်ရေးရေးရေးမှာတနည်းမှာရေးငိမ့်နေပြီဆိုလို့ရှိရင်လှုပ်နေရပဲဆင်းပြီးတယ်ရေးကငိမ့်နေပြီဆိုအဲ့ရေးနာမှာအန်တရာယ်ရှိလို့ပဲဒါလည်းသိအောင်ပြောပြတာပဲနော်အဲ့တော့ပြောချင်တာကတော့ထမ်းမြင့်ကုန်းကိုတိုက်ဖို့သူတို့တွေပြင်ဆင်နေထမ်းမြင့်ကုန်းတို့ကလှုပ်ဆောင်နေတယ်အဲ့တော့ဥစဉ်တို့ပို့ပြီးမှခူးဆန်ရမယ်ထမ်းမြင့်ကုန်းတို့ချိုးတော့ပါတယ်နော်ရှေ့ဆက်ပြီးလဲဒီလိုစစ်တွေကိုပေါ့လှုပ်ချင်ကြင်ကြအောင်လဲ စီယုံရမယ်စီယုံရမယ်နော်ဆင့်ဟိုဟာကိုအနာလုတ်ပြီးမှပြဿနာမရှာကြနဲ့လို့ဥစဉ်ကပြောချင်ပါလေဗျဒါလေးလည်းပြောချင်တယ်နော်အဲကဲဆိုတော့ဒါကတော့ငပောက်ပေါ့နော်အခုချိန်မှာငါသူ့ရဲ့ပြည်သူစစ်တယ်ပေါ့နော်အစိုးခံနေရတယ်အနီခံနေရတယ်ဘေးဖိခံနေရတယ်ဒါကြောင့်မလို့လူကြီးတွေကိုတိတ်ဆုံနေတာဖြစ်ပါတယ်နော်ဇာကသမင်းကြော်တဲ့ငပိကြော်နဲ့စားစီနေတဲ့တူပါတယ် အခုချိန်မှာအခုမန္တလေးမှာလည်းဒိုလိုင်းတဖို့တွေကရောက်ရှိနေပြီဆိုပြီးတော့ဘဖိတ်ရကော lobby တွေကကြောက်နေကြပြီကြောက်ရှိပိုင်းနေကြပြီသူကတော့မန္တလေးတိုင်းမှာနေတယ်ဆိုတော့နော်ဆိုတော့ဒီမြို့ကိုကြောက်နေကြတယ်ပြီးရင်အခုတပ်ပွဲဖြစ်တဲ့နေရာကတောင်သာဖြစ်မှာပေါ့နော်ဆိုတော့သူကူရန်လေးပြောပါတယ်ဘုံကဘဖိတ်ရကော lobby တွေ all lobby ဆိုလို့ရှိရင်ဒီစကန်ကကြက်ခါနေနေပြီတော်တော်လေးကိုထိနာနေပြီအကူငီတောင်းနေလို့ပြောသူတို့လူကြီးတွေကိုအကူငီတောင်းလို့အလုံးဝမစီအစင်မပြီးတော့ဘူးသူကိုအိုခန်းတဲ့အချိန်မျိုးထိရောက်နေတော့ ခုလိုမျိုး oh hit နေတာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီစကန်ကိုရက်ခါနေနေပြီဆိုတော့ကိုမတ်ရမှာဖြစ်ပါတယ်ဆိုတော့ဒီရက်ကတော့အာကျွန်တော်တို့မကြက်ခင်မှာသတင်းကောင်းတွေကြက်ရမယ်ဒီကောင်ကတော့ဆက်ပြီးတော့အော်မှာဖြစ်ပါတယ်ဘလို့အော်မလဲဆိုတော့တော့ဒီထက်မှာတိတဲ့တန်းပဲလူကြီးတွေကအကောင်လုံးကိုပဲ့ပြီးတော့အော်မယ်သူ့ရဲ့ပြည်သူစစ်တွေကအဖက်မလို့တဲ့ကောင်တွေကိုဆေးမယ်ပြီးရင်သူ့ရဲ့အာထင်းချုံအော်မှာအစာငတ်ပြတ်နေတဲ့ပြည်သူစစ်ယူအတွေကိုအာအစာအစာရေစာရလာအောင်ပြပြီးအော်မယ်ဒါပဲအစာငတ်ပြတ်နေတဲ့လူတွေအာ ပြည်သူစစ်တွေကတော်တော်လေးကိုများတယ်ဒီတိမှာစစ်တပ်တွေကလည်းပြည်သူစစ်တွေကိုလက်ကိုမကြည့်တာပဲပွေးဝင်ဖို့ဆိုလို့ရှိရင်တော့အဲ့မှာစစ်တန်းကလည်းတခါနဲ့ပေါက်တာအဲအသေးအသေးတွန်းတဲ့ဆိုလို့ရှိရင်တခါနဲ့ပေါက်တာစစ်တန်းကိုနော်ဆိုတော့ဒီအဲ့ဒါကြောင့်မလို့လူကြီးတွေကိုအာဟဲဆောင်ချချင်းကိုကြားနေရတယ်သူတို့ကကြောင်ပြုတ်နေဆိုလို့ရှိရင်ချင်းကိုပြက်နေရတယ်ကြားနေရဆိုတဲ့သဘောမျိုးနဲ့ပြောနေတာဖြစ်ပါတယ်နောက်တစ်ခုကပြင်ပြီးတော့ကြည့်ရမယ်ရွတ်တန်ဖန်ကတော့ရုပ်ဖုံးဟင်းရုပ်ဖုံးဟင်းတရင်ဦးအောင်မင်းတကြားလို့ရပေါ့နော် အာပွေးဖြစ်နေတယ်ပွေးပွေးကျွန်တော်ကြည့်အောင်ပါ Telegram account 3ကောင်းလောက်ရှိတယ်။อืมအဲ့ဒီ account 3ကောင်းကနော်ကျွန်တော်ရေးနေတဲ့ account တွေကသဇင်ဦးကိုကြောင်တဲ့ပုံပေါ်တယ်။อืมနော်ကျွန်တော်တို့သဇင်ဦးတို့ကသဇင်ဦးမတည်သေးဘူး။သဇင်ဦးအမေလည်းမတည်ဘူး။သွားမေးကြည့်လိုက်။ဘောဘိုးကြီးဆိုတဲ့ကောင်မိမသားတယောက်ပေါ်မှာအလိုကျင့်ကြံပြုမှုနေဆိုင်လဲဆိုတာ။သဇင်ဦးကသဇင်ဦးအမေရောတည်တယ်။အဲကိုကျော်စိုးဦးလည်းတည်တယ်။အဲနော် ကိုနှမလေးလို့ဖေးမပေးတာပဲရှိတယ်။ကိုညီပေးတာပဲရှိတယ်။အဲ့တယ်လီဂရမ်3ကောင်။ဟောအဲ့3ကောင်လုံးဝအဲ့တယ်လူလို့ကျွန်တော်တို့နားမကမှသွားလိုက်တာဟုတ်။ခြေဝင်တဲ့ပုံစံပေါ်တယ်။ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှအာကျွန်တော်အပြစ်ပြကျွန်တော်မကျေနပ်ပြီးတော့ထပ်ပြောပြန်အောင်။အဲ။ဟော။ကြည့်ရ။လိုပြီးတယ်စစ်တက်လိုပြီးတယ်တရင်ကိုလုနေတယ်တန်တေးတာတန်တေးဆိုလဲကြည်လိုက်ပါ သူတို့ပြောနေတာကြားပြီလေသူတို့က PDF နဲ့ဆိုးတယ်ကျွန်တော်ပေါ်မှာဟမ် PDF ကမှပုံမှာတော်တယ်မှာကျွန်တော်လုံးလို့မရဘူးသူတို့က PDF တဲ့ကောင်မှာကျွန်တော်ကိုတိုက်ခိုက်သေးတယ်ဟုတ်နော် PDF ကမှာတော်တယ်မှာမလို့သူ့လို့သူလုံးလို့လုံးလို့မရဘူးဒီတိုင်းပြည်ချစ်ပါတယ်တက်မတော်ချစ်ပါတယ်ဆိုတဲ့ကောင်တွေကအဘဘောမားတဲ့ကောင်တွေကောင်မတွေကကျွန်တော်အသေးတိုက်ခိုက်တာနော်နော် အဲ့ကောင်တွေအဲ့ဒါတစင်ဦးနဲ့ကျွန်တော်လည်းအဲ့နာမကသွားလိုက်တာကိုတို့မှခြေဝင်နေတာအဲခြေဝင်နေခွန်ကြောင်နေတနာယူနေနော်တမတော်ဒူးအန်ဂျင်အမျိုးသမီးတယောက်ကိုလည်းမအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင်အချိုးကြောင်အတိုက်ဆိုင်လာလို့ပြောရတာလေနော်စစ်တယ်လို့ပါလို့သွားပြောတာနော်အဲ့ကောင်မလေးဆိုခုတစ်တော်တော်မှမရှိတော့ဘူးကျွန်တော်နဲ့အဲနော် ပြောဖို့ဆန့်ကြည့်တာပေါ့သူတို့အဲအဲ့အခုဒဇင်ဦးနဲ့ကျွန်တော်နဲ့တွားတော့ဂျေးဝင်ပြန်ပြီးတော့အမခင်ဗျားတို့ပြောတဲ့ဘာဆိုတော့အောင်မင်းလာထားပေါက်လာပြန်အောင်ကျွန်တော်ဟိုဒီနော်ဒဇင်ဦးကသူ့ရုံးမှာလှုပ်လှုပ်တာအင်းအဲရုံးစင်းပြီဆိုရင်ဒီကောင်ကအော်ဗါလေအိုဒီရှိတယ်ဗောအဲတရင်ကြနေတိုင်းမှာအိုဒီရှိတယ်ဘာညာဆိုပြီးတော့ကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲကလေးမလေးကိုပဲထားတာ နော်တရင်ဦးကိုပြင်သူကအရက်ထိုင်တော့တာအဲအရက်ထိုင်တော့ပြီးပြီးတာကူလီမျိုးလုံးနဲ့ကြည်တာအဲကြည်လို့ကြာတော့ကောင်းပါလေးကကြောက်လာအောင်ကြောက်လာတော့သူများလှုပ်သွဲမလို့တော့ခြေဝင်ပြီးတော့ထက်ခွာပြန်အောင်နော်ထက်ခွာပြန်အောင်ဟယ်လိုဟယ်လိုဟယ်လိုအကျင့်နေနော်အဲ့လိုလူမျိုးတွေကမြန်မာပြည်ရဲ့သတင်းဌာနတို့ဘာလို့လှုပ်တော့နော် သက်သက်လောပြီးတယ်မင်းတို့လူနေကြကြောဖမ်းပေါ်ကွာဘာဖြစ်တော့ဖမ်းတော့ငောက်ဘာနဲ့ဖမ်းမှာတော့ပန်းဘာလဲငါနဲ့ငါနဲ့တွဲတဲ့ဘာလဲလူတွေတော့ဆုံခုံခွဲ့မယ်လေဟုတ်လားအင်းဖမ်းခိုင်းလိုက်ကွာမြင်မြန်ဖမ်းခိုင်းလိုက်ကောင်းတာပေါ့မင်းတို့လည်းနာကြီးတက်တာသွားတာပေါ့ဒါလဲအထဲမှာနည်းနည်းအေးရအေးကြောင့်သွားအနာယူရတာပေါ့လုံးမစိုးလို့ရှိရင်လုံးမလို့လို့ရှိရင်ငါဟိုလုံးမစိုးလို့ရှိရင်ငါ ကိုလည်းပင်ပန်းနဲ့ဘာမှလည်းမရပဲနဲ့တိုင်းကျိုးပြည်ပြည်အလုံးလုံးပြီးတော့မှငါ့ကိုအဲ့လိုမျိုးတွေတိုက်ခိုက်နေဦးမယ်မင်းတို့ဖမ်းလို့ငါထောင်ကျတော့လဲငါထောင်ထဲမှာနည်းနည်းအနားယူရတာပေါ့ဟုတ်တယ်မလားကဲဆိုတော့ဒါကတော့ဟိုဖက်ရက်ွက်မှာတရင်ဦးကိုတောင်းရုပ်ပေါင်းပြီးတော့လူနေကြတာဖြစ်ပါတယ်ဆိုတော့တရင်ဦးကတော့တော်လေးကိုရလဲရပါတယ်နော်ဆိုတော့ဟိုမှာမပုတုထီးကြံနေတယ်မပုတုထီးကြံနေတယ်ဘယ်သူမှမလူကြဘူးနော်အောင်မင်းနဲ့ဂျိုးရိုးဖောင်းဟင်းတခြားလူတွေရှိသေးတယ်ထင်တယ် အဲ့မတင်ဦးကိုလုံနေကြတယ်ကြိုးစိုးတော့ဗောနော်ဒီမှာသွားကြည့်ရောသွားကြည့်ရောနော်မင်းတို့လည်းလူစီရရှက်လို့နော်ကဲတင်ဦးကလည်းလူကြီးလည်းလူချင်းစီရပဲဘာလို့လဲဆိုလို့ရှိရင်သူကလူလွက်လေလူလွက်လေအာရုပ်ချက်မရသေးဘူးလို့သိရတယ်ကောင်းလေးရှိလားမရှိလားတော့မသိဘူးနော်အဲ့ဒါမဲ့လေအဲ့ဘွားတော့ဘူးဘူးတော်တွေကတော့လုံနေကြပါတယ်ဆိုတော့စစ်တပ်လိုပြီးကတော့တယူတယင်းဦးတယောက်တည်းပဲရှိနေတော့အဲ့မှာ လူနေကြပြီမပုတူကတော့ဘသူမှလည်းလာပြောတယ်လို့မရှိဘူးဟိုဒီနေ့ကတော့စင်မူထန်းစပိုဖိုကာဆမင်းကလေးတွေကိုစင်မူထန်းရမယ်လို့စပြောကာဆဆိုလို့ရှိရင်တော့အော်မပူတူကကျွန်တော်ကတော့ကျမကတော့အင်ထောင်ကြက်ရပဲအင်ထောင်ယိုကြက်ယိုယိုယိုတော့မေးဆိုပြီးတော့အကြောပြက်ကြက်မြို့မြို့နဲ့ပြက်နေတာအခုကျင်ကြီးလဲသူ့ယိုကြက်ကမချပြရသေးဘူးဆိုတော့ဒီဟာကတော့နော်တယူကတော့လူနေကြပြီယိုဖုံးဟင်းတော့အောင်မင်းတော့ ဘယ်သူရမလဲတော့မသိဘူးစောင့်ကြည့်အောင်ပါနော်ကြည့်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲအာ no song မှာအာဟိုဘက်စစ်တက်လို့ပြီးတယ်ဘလူးတယ်အာဟာတလူဖြစ်နေလဲဆိုတော့ကိုပြင်ပြီးတော့ကြည့်စေခြင်းနဲ့တွေ့ကြောင်းပြင်ပြီးတော့ထည့်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေတန်ကြည့်ရှုအားပေးနေကြတဲ့တော်လန်ပြည်သူများအားလုံးကိုလေကိုယ်ကြမှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ